မြန်မာလုံသားတွေအသွားများတဲ့တောင်ကိုရီးယားနိုင်ငံအရှိတောင်ပိုင်းဒေသမှာတောမီးလောင်ကျွမ်းမှုကြောင့်လူ18ဦးအထိတေဆုံးသွားခဲ့ရပါပြီ။ဆယ်စုနှစ်များအတွင်းအပြင်းထန်ဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ပြီးတော့လေပြင်းတိုက်ခတ်နေတဲ့အရှိန်ကြောင့်အဆမတန်ကြီးထွားလာနေတာပါ။ လေပြင်းအရှင်ကြောင့်လောင်ကျွမ်းမှုအားကောင်းခဲ့တာမို့ဒေသခံလူပေါင်း2000ကျော်ဟာမိမိအိုးအိမ်တို့ကိုစွန့်ခွာပြီးထွက်ပြေးနေကြရတယ်လို့အစိုးရကထုတ်ပြန်ထားပါဗျ။ Oh my god ။ຫນွေဦးပူပြင်း၆တွေ့နေချိန်မှာလေပြင်းတိုက်ခတ်တဲ့အရှင်ကြောင့်အထိခိုက်အပျက်စီးတွေများခဲ့တယ်လို့လက်မပေါ်အထိမီးလောင်ကူးဆက်နေတာပါ။ရှေဟောင်းဖះเจ้าနဲ့လူနေအိမ်တွေမီးလောင်ကူးဆက်ခဲ့တယ်လို့တောအုပ်အနီးကအကျဉ်းထောင်ကအကျဉ်းသားတွေကိုပါရွှေ့ပြောင်းခဲ့ရတယ်လို့ဆိုပါရယ် စိုက်ပျိုးရေးခြံတွေပါမီးလောင်ကူးစက်နေတာကြောင့်မြန်မာလူသားတွေလည်းရောက်ရှိနိုင်ခြေရှိပေမဲ့အခုထိမြန်မာလူမျိုးတွေထိခိုက်ကြောင်းမတွေ့ရသေးပါဘူး။တောင်ကိုရီးယားနိုင်ငံအတွက်ဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ပြီးတော့စစ်တပ်နဲ့ထောင်ချီတဲ့မိသက်သမားတွေကိုဆီလွတ်ငြိမ့်သက်နေပါတယ်။ တေဆုံးသူ18ဦးထဲကအများစုဟာပြေးလွားနိုင်ခြင်းမရှိတဲ့အသက်60ကျော်လူကြီးပိုင်းတွေများတယ်လို့ဆိုထားပြီးတက်ဆိုင်ရာကကဲထုတ်ပေးနေပါတယ်။ပြင်းပြင်းထန်ထန်မီးလောင်ကျွမ်းနေတဲ့တော်မီဟာနိုင်ငံအရှိတောင်ပိုင်းပူဇံမြို့ရဲ့မြောက်ဖက်ပိုင်းမှာဖြစ်ပွားနေတာဖြစ်ပြီးတော့68ရာခိုင်နှုန်းသာငိမ့်သက်ထားနိုင်ပါသေးတယ်။ တောင်ကိုရီးယားမှာဒီနှစ်အတွင်းသောမီးလောင်ကျွမ်းမှု234ကြိမ်အထိရှိနေခဲ့ပြီးတော့အများစုဟာပော့စာမှုရှို့မီးတွေနဲ့တောင်ယာမီးရှို့တဲ့ဖြစ်စဉ်တွေကြောင့်လို့သိရပါဗျာ။